မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အမေရိကန်ရဲ့ဘင်္ဂလားဒေ့ရှ်စီရင်လှုပ်ရှားမှုတွေကအိန္ဒိချင်းအိန္ဒိယနဲ့မြန်မာတို့အတွက်အချက်ပေးတန်လာဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်အိန္ဒိယအခြေဆိုင် The Economic တိုင်းရဲ့အဆိုအရအိန္ဒိယနဲ့မြန်မာနယ်စပ်နီးမှတည်ရှိတဲ့မဟာဗျူဟာအရာအရေးပါတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်တောင်တန်းတွေမှာအမေရိကန်ရဲ့စီရင်လှုပ်ရှားမှုတွေတိုးလာတာဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကြော်လွန်ပြီးဒေသရင်းနိုင်ငံတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကမဟာဗျူဟာအရအရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့စစ်တကောင်ဒေသမှာအမေရိကန်ရဲ့စီးရီးတိစားမှုဟာဖြစ်နိုင်ခြင်းရှိတဲ့လုံခြုံရေးဆိုင်ရာတန်ရမှုတွေကိုဒေသရင်းကိုတတိပိမှုတည်ရဖြစ်တယ်လို့ကြွမ်းကျင်သူတွေကဆိုပါတယ်ဂျပန်နိုင်ငံရှိအမေရိကန်လီတက်ရဲ့တိုယိုတာခြေဆိုင်စခန်းမှာရန်နာလီရှိတဲ့နီးဗျူဟာမြောက်တင်ယူပို့ဆောင်ရေးလင်းရင်ဖြစ်တဲ့ C130 ကို G Super High Class ဟာမကြမီကစစ်တကောင်မျိုးရှိရှာအမန်နဲ့အပြည်ပြည်ဆိုင်ရာနေစိတ်ကိုစဉ်သက်ခဲ့တယ်လို့ဒီအီကိုနိုမီတိုင်းရဲ့သတင်းမှာဖော်ပြထား ထားပါတယ်။ လေးလာသူတွေကဒီသတင်းကိုကိုကသုံးသပ်ရမှာတော့အမေရိကန်ရဲ့စစ်လင်ရင်ခီးစင်ကဘင်္ဂလားပင်လယ်အရီးယားဒေသအတွင်းနိုင်ငံခြားအင်အားကြီးနိုင်ငံတွေရဲ့ပအဝင်ပတ်သက်မှုတုံ့မြင့်လာတာနဲ့ဆက်ဆက်နေပုံရတယ်လို့ပြောဆိုပါတယ်။ဒီနေရာတွေကအိန္ဒိယရဲ့အရှိမြောက်ဒေသမြန်မာနိုင်ငံလုံးနဲ့နီးကပ်စွာတည်ရှိနေပါတယ်။အမေရိကန်ဝါရှင်တန်နဲ့တရုတ်ဘေကျင်းနှစ်နိုင်ငံစလုံးကမြန်မာနိုင်ငံရှိတော်လိုင်းဖွဲ့စည်းတွေကိုထောက်ခံမှုပေးဖို့ကြိုးပမ်းနေကြတယ်လို့သတင်းမှထည့်သွင်းဖော်ပြပါတယ်။နိုဘယ်ဆုရှင်မိုဟာမက်ယူနုတ်ကဘင်္ဂလားဒေ့ရှ်မှာအာဏာရလာခရေကအမေရိကန်စစ်တပ်ကစစ်ကောင်းမျိုးမှာမကြာခဏရောက်ရှိ လာမှုတွေရှိတယ်လို့ဆိုပါတယ်။ဒီလိုရောက်ရှိလာရမှာကင်းထောက်ခီးစနေနဲ့ပူပေါင်းဆင်ရင်လေးကျင့်မှုတွေပါတယ်လို့ဆိုပါတယ်။အခုနှစ်စောပိုင်းမှာဘင်္ဂလားဒေ့ရှ်နဲ့အမေရိကန်တို့က Operation Pacific Angel 25နဲ့ Tiger Lightning 25စတဲ့ဆင်ရင်လေးကျင့်မှုတွေကိုအဲ့ဒီဒေတာတွေမှာ ပြုလုပ်ခဲ့ပါတယ်။သတင်းရင်းမြစ်တွေကိုကိုးကားပြီးဖော်ပြရမှာပြီးခဲ့တဲ့သတင်းပတ်မှာအဲ့ဒီဒေတာကို American စစ်သားဒဇုံရောက်ရှိပြီးရဲ့နောက်နောက်ထပ်ပူရဲဆင်ရင်လေးကျင့်မှုရှင်တခုကိုဆောင်ရွက်ဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။2024ခုနှစ်အောက်တိုဘာလမှာဝင်ကြီးချုပ်ရှိန်ဟာဆင်ရ ရာဒူးမှာဖယ်ရှားခံရတဲ့အဆိုဟာစန့်ကျင်ဆန္ဒပြမှုမှာအမေရိကန်ပါဝင်ပတ်သက်တယ်လို့ဆွဆွဲမှုကိုလည်းဖော်ပြပါရယ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှိခ်ဟာစီနာဟာအမေရိကန်ရဲ့အကျိုးစီးပွားအတွက်ဘင်္ဂလားပင်လယ်ော်မှာရှိတဲ့စိတ်မတင်ကြုံကိုပြည့်ရဖို့ညှင်းဆိုပြီးရနောက်အမေရိကန်ကသူမကိုဖယ်ရှားဖို့ကြိုးပမ်းခဲ့တယ်လို့ဆွဆွဲပါရယ်အခုပြောနေတဲ့အမေရိကန်စစ်ချက်တွင်လာတဲ့စစ်တကောင်တောင်တန်းတွေကိုဘင်ဒရိုင်းဘင်ခါကာဆိုရီနဲ့ ရန်ကာမတီခရိုင်၃ခုဖြင့်ဖွဲ့စည်းထားပြီး၂၀၂၂ခုနှစ်စည်ရင်ရလူဦးရေမှာ 18သိန်း42,815ရှိပါတယ်။အဲ့ဒီဒေသမှာလူဦးရေတဝက်ခန့်ကမြေပြန့်ကနေချိန်ချလာတဲ့ပင်ကားလီတွေဖြစ်ပြီးကြံတဝက်ကလူနည်းစုတွေဖြစ်ကြကအဲ့ဒီထဲမှာဗုဒ္ဓဘာသာကိုးကွယ်သူအများဆုံးဖြစ်ပါတယ်။ဒီဒေသတွင်လူဦးရေအချိုးအစားကပင်ကားလီ50.1ရာခိုင်နှုန်း၊သက်24.8ရာခိုင်နှုန်း၊မရမရခိုင်17.4ရာခိုင်နှုန်း၊ထရီပူရ9.23ရာခိုင်နှုန်း၊မြို2.83ရာခိုင်နှုန်း၊ဒိုင်းနယ်2.33ရာခိုင်နှုန်း၊ပုံခေါ်လင်းကျေး3.69ရာခိုင်နှုန်းနဲ့ ခရင်3.23ရာခိုင်နှုန်းလို့ဖြစ်ပါတယ်။ဘင်္ဂလားဒေ့အစိုးရအဆက်ဆက်ကတော့စစ်တကောင်တောင်တန်းထဲမှာလူမျိုးစုလက်နက်ကိုင်တော်လှန်ရေးတွေကိုအကြောင်းပြပြီးနိုင်ငံသားတွေဝင်ရောက်ခွင့်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တိုက်ပွဲတွင်သေဆုံးတဲ့ဒဏ်ရာရသူအများစုမှာ ERR တိုင်းမှာစစ်မှုထမ်းတွေဖြစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကော်မရှင်တပ်နဲ့တော်လိုင်းတပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပွားရာဒေသတွေတွင်သေဆုံးတဲ့ဒဏ်ရာရသူအများစုက အင်ယာရီတိုင်းမှာပြည်သူစစ်မှုတန်းနေသားဖြစ်ကြောင်းတေဆုံးသူအချို့ရဲ့မိသားစုဝင်တွေစီကတင်ရပါတယ်အဆိုပါပြည်သူစစ်မှုတန်းတွေကိုအသေးခံတိုက်ခိုင်းပြီးအရာရှိတွေနဲ့ရခင်စစ်သားဟောင်းတွေကနောက်တန်းကနေပြီးညွှန်ကြားထားတယ်လို့ပြည်သူစစ်မှုတန်းတွေရဲ့မိသားစုဝင်တွေကပြောပါတယ်စစ်မှုတန်းတွေကိုရှေ့ကကာထားပြီးတော့တိုက်တာအရာရှိနဲ့တကယ်စစ်သားစစ်တွေကနောက်တန်းမှနေတာအတင်းပြစ်ခိုင်းတာမပြင်းလေအရှိုက်ခံရတဲ့ကလေးတွေမှရွှေးချယ်စရာလည်းမရှိဘူးထွက်ပြေးဖို့ကလည်းဘလို့မှမလွယ်ဘူးကြောက်တော့လေသူတို့ခိုင်းတာလုံရတယ်လို့အရာရီတိုင်းတွင်အတ္တမပြည်သူစစ်မှုတန်းစုဆောင်ခံရသူရဲ့မိခင် ဖြစ်သူကပြောပါရယ်တန်ရာရခြေပြန့်လက်ပြန့်စစ်မှုတမ်းများကိုစစ်ကောင်မရှင်တက်ရင်စစ်စည်းရုံနေမှာလုံခြုံရေးအပြည်နယ်စည်းဝါးတွေကိုကုသပေးထားပြီးမိသားစုတွေထံဆက်သွယ်ခွင့်မပြုကြောင်းလည်းသိရပါရယ်တိုက်ပွဲထွက်မယ်ဆိုရင်လည်းကြိုတင်မပြောဘူးဘယ်လွတ်မယ်မပြောဘူးအထုတ်ပြင်ကားပေါ်အတင်းတက်ခိုင်းပြီးသူတို့လွတ်ချင်တဲ့နေရာလွတ်တာဖုန်းလဲကင်မရတော့ဘူးတည်တယ်ဒဏ်ရာရတယ်ဆိုမှတိုင်ရင်ကအင်ကိုအကြောင်းကြားတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတအုပ်ကပြောပါရတယ်။ လက်ရှိမှာအေရီတိုင်းရှိမြို့နယ်များမှာစစ်ကောင်စီကအုပ်ချုပ်ရေးမှုနဲ့စစ်ကော်မရှင်တပ်တို့ပူးပေါင်းပြီးအဓမ္မစစ်မှုထမ်းတင်များစုဆောင်လျက်ရှိနေပြီးလူငယ်ချို့မှလည်းပြောင်းဆုံးနေမှုတွေရှိပြီးစစ်တပ်နှံချောင်းကိုပို့ဆောင်ခံနေရကြောင်းသိရပါတယ်။စစ်ကော်မရှင်တပ်စစ်မှုထမ်းပတ်စင်၁၇ခုကိုလည်းစက်တင်ဘာလ၁၅ရက်နေ့ကဖွင့်လှစ်ခဲ့ပြီးအခုအခါစစ်တပ်နှံပေးနေပြီးတနက်ပြီးဆုံးတဲ့ပတ်စင်တွေကိုတိုက်ပွဲဖြစ်ပွားရာဒေသတွေကိုပို့ဆောင်လျက်ရှိပါတယ်။ နောက်ထပ်တစ်ပုံးအနေနဲ့စစ်ကောင်မရှိရင်အင်တာနက်ထိန်းချုပ်မှုမှာတရုတ်နည်းပညာကုမ္ပဏီ Greeky အဓိကပါဝင်နေပြီး VPN အသုံးပြုသင်ယူနေတာမှာခြေရခံနိုင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်မရှိရင်အင်တာနက်အသုံးပြုမှုထိန်းချုပ်ရေးမှာတရုတ်နည်းပညာကုမ္ပဏီ Greeky ကအဓိကပါဝင်နေပြီး VPN အသုံးပြုပြီးအင်တာနက်ကြော်ခွာသူတွေကိုတောင်ခြေရခံနိုင်တဲ့စနစ်ကိုရောင်းချနေရလို့ Justice for Myanmar ကထုတ်ပြန်ပါတယ်။ GFN ရဲ့ထုတ်ပြန်ချက်မှာတရုတ်ကုမ္ပဏီ Greeky နဲ့ပတ်သက်တဲ့လျှို့ဝှက်စာရွက်စာတမ်းများတသိန်းကျော်ပေါက်ကြားခဲ့ပြီးဒီစာရွက်စာတမ်းဒီမှာမြန်မာနဲ့ပါကစ္စတန်နိုင်ငံတို့ကိုတရုတ်ရဲ့စံ ဇာပိတ်ရေးနဲ့စောင့်ကြည့်ထောင်လိုင်းစနစ်များကိုဒိတ်တဆိုင်ရောင်းချနေရလို့ဖော်ပြထားပါတယ်။စစ်ကော်မရှင်ကပြည်ရင်းတယ်လီကွန်အော်ပရေတာတွေရဲ့အကူအညီနဲ့မြန်မာနိုင်ငံရှိအင်တာနက်သုံးစွဲသူ33တသမာ5တန်းရဲ့အွန်လိုင်းလှုပ်ရှားမှုတွေကိုဗတ်ဆောင်ထောင်လန်းခြင်းစင်ဆာပိတ်ခြင်းနဲ့ထိန်းချုပ်ခြင်းများလှုပ်ဆောင်နေကြောင်းသိရပါတယ်။လက်ရှိမှာမြန်မာမှာလူသုံးများတဲ့ TikTok ကိုတော့မှရခိုင်က VPN မလိုပဲသုံးစွဲနိုင်ခဲ့တော့လေအခုခါ VPN ခံပြီးမှသာချိတ်ဆက်အသုံးပြုနိုင်ကြောင်းရှန်ကုန်ရှိလူမှုကွန်ရက်သုံးစွဲသူတွေမှသိရပါတယ်။ အရင် Facebook သုံးရင် VPN ခံရတယ်တက်တော့သုံးနေခါ VPN ဖြုတ်ထားမှ line ကောင်းနေအခုတစ်လနှစ်လလောက်ရှိပြီထက်တော့လဲ VPN ခံသုံးရတယ် Instagram နဲ့ VPN ခံသုံးရတယ်လို့ရန်ကုန်မြို့ကံမြို့သမီးတဦးကပြောပါရယ်ပြီးခဲ့တဲ့2022ခုနှစ်မှာတင်ယုံဤပညာကုမ္ပဏီ Greek Giga မြန်မာနိုင်ငံမှာတကူး security gateway TSD တက်ဆင်စနစ်စမ်းသပ်ခြင်းနဲ့လေ့ကျင့်သင်ကြားမှုတွေပြုလုပ်ခဲ့ပြီးအဲ့လိုမျိုးပြုလုပ်ရမှာ VPN ပိတ်ပင်ခြင်း YouTube ကန့်သက်ခြင်းနီလန်တွေပါဝင်ကြောင်းသိရပါတယ်။ဒါပြင်စစ်ကော်မရှင်ကအင်တာနက်ကြော်ခွအသုံးပြုနေတဲ့တူတွေက VPN တွေကိုတရုတ်နည်းပညာကုမ္ပဏီ Greegee စနစ်နဲ့ပိတ်ပင်လိုက်နိုင်ခြင်းကြောင့် JFN ကထုတ်ပြန်ကြမှာပါဝင်ပါတယ်။ စစ်တပ်အာဏာသိမ်းလိုက်တဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာလူမှုကွန်ရက်စာမျက်နှာ Facebook သုံးဆွဲမှုပိတ်ပင်ထားတဲ့အတွက် VPN ဂျာခန်နဲ့ Internet ကြောခွာချိတ်ဆက်အသုံးပြုပြီးရနောက်2024ခုနှစ်မှာအခမဲ့နဲ့အခမဲ့ပေးရတဲ့ VPN နာမည်မျိုးစာပေါင်းများစွာပိတ်ပင်ထားပါတယ်။တရုတ်ကုမ္ပဏီကစစ်ကော်မရှင်ရဲ့ Digital ဖိနှိပ်ထိန်းချုပ်မှုတွေမှာပါဝင်ပြီး Internet အသုံးပြုသူတွေကိုချိန်ရခံခြင်းနှုတ်ပိတ်ခြင်းတပ်ဖြတ်ခြင်းနဲ့အကြမ်းဖက်ခြင်းတို့လုံဆောင်ရမှာပါဝင်ပတ်သက်နေပြီးလူမှုကွန်ရက်မှာ CRPHI New Zero အကြောင်းထောက်ခံရေးသားသူတွေကိုစစ်ကော်မရှင်က ဖမ်းဆီးထားတယ်လို့သိရပါဗျ။ နောက်ထပ်တစ်ပုတ်အနေနဲ့ဖားကတ်မှာရွှေကပွဲကျင်းပနိုင်ဖို့စစ်တပ်ကအင်အားဖြည့်တင်းလာတဲ့အပြင်မြို့ပတ်ဝန်းကျင်ကျင်းရွာတွေကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာရွှေကပွဲပြုလုပ်နိုင်ဖို့အတွက်ကျန်းဖက်စစ်တပ်ကအင်အားဖြည့်တင်းပြီးမြို့အနီးပတ်ဝန်းကျင်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေကြောင်းဖားကတ်ဒေသတရင်ရှင်မြစ်တွေကပြောပါရယ်။စတင်မလာ16ရက်ညပိုင်းကကာမိုင်းမှာတဆင်ဖားကတ်ကိုစစ်ကားရှစ်စီးနဲ့စစ်ကြောင်းတစ်ခုကင်းပုံးအထက်ထက်ယူပြီးတက်လာခဲ့ရာညအုပ်ပိုင်းမှာဖားကတ်မြို့နယ်လုံခင်းကျေးရွာကိုရောက်ရှိခဲ့ကြောင်းလက်ရှိချိန်မှာဖားက က်မျိုးရှိလက်တံအင်အားနဲ့ထပ်မံဖြည့်တင်းထားပြီးပေါင်းမာကစစ်သားဦးရေတထောင်ဝန်းကျင်ရှိကြောင်းသိရပါတယ်။အင်အားတွေထပ်ဖြည့်နေတဲ့မင်းရပဲကာမိုင်းကနေစစ်ကား၈စီးတက်တဲ့ကာမိုင်းနဲ့ဖားကန်တကြောလုံးကိုကင်းမုံပြည့်ယူထားပြီးတော့ကား၈စီးတက်လာတဲ့ကျွန်တော်တို့သတင်းရတဲ့ဟာဆိုရင်ကား၆စီးရန်ချက်တဲ့ဝင်နေလုံခင်းရန်ချက်တဲ့ကား၆စီးဝင်နေဒါကညာအုပ်ပိုင်းမှာတင်ရတာနောက်ပိုင်းချိန်မှာနောက်ထပ်၅စီးလည်းထပ်ဝင်နိုင်တယ်။ ကားရှစ်စီတက်ခဲတာပေါ့အဲ့ဒီအခြေအနေတော့ရှိတယ်စင်အင်အားထပ်ဖြစ်နေရတော့ဟုတ်တယ်အဓိကသူတို့ရှိမတုံးနိုင်သေးတဲ့နေရာတွေကနေရှိတိုးဖို့ကြိုးစားရလဲရှိမယ်နောက်ထပ်အဲ့ဒီဒေသမှာကြားနေရတဲ့တည်င်းအရာစိတ်မှုဆိုင်တောင်ကိုရွေကောက်ပွဲမတိုင်ခင်အပီးထိန်ချုပ်ခြင်းနဲ့သမောရွှေကပွဲကျင်းပနိုင်ဖို့စိတ်မှုကိုလည်းစစ်ကြောင်းထိုးမယ်လို့ယူဆတယ်စိတ်မှုကတော်လိုင်းအင်အားစုတွေထိန်ချုပ်ထားတာကြောင့်လည်းအင်အားတွေကထပ်ပြေးနေရတာလို့ဒေသတည်င်းရှင်မြင့်တွင်ကပြောပါရယ်ဖားကန့် မြို့တွင်းနယ်ဘူဟာကုန်းတို့နေရာယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကမြို့နီးပတ်ဝန်းကျင်ကိုလက်နက်ကြီးနဲ့နေစဉ်ပစ်ခတ်ရှင်းလင်းလျက်ရှိပြီးစက်တင်ဘာလ18ရက်မနက်ပိုင်းကဖားကံမြို့နီးရှိဆိုင်းကြပွန်ကျေးရွာတွင်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ရာအသက်50ရွယ်မျိုးသားတအုပ်ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲရဲတော့မဟုတ်ဘူးရှိနေတဲ့နေရာကနေလက်နက်ကြီးနဲ့ပစ်တာရမ်းပစ်တဲ့သဘောအခုမနက်ဖားကံမြို့နယ်စိတ်မှုကျေးရွာဦးစုဆိုင်းကြပွန်ကျေးရွာကိုလက်နက်ကြီးကြလို့မျိုးသားတအုပ်ပြင်းထန်ဒဏ်ရာရတယ်လို့ဆိုပါတယ်။ဖားကံမှာမိလာနောက်ပိုင်းကစပီးစစ်တပ်ကစစ်ကြောင်းထုံးလာခဲ့ပြီးစစ်တပ်ရဲ့ပစ်ခတ်တပ်ဖြတ်မှု ကြောင်းပြည်သူ85ဦးထပ်မံတည်ဆောင်းခဲ့ကြောင်းဖားကန်ဒေသခံပြည်သူတွေစီကသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်